ငါမိကို surprise တဲ့အနေနဲ့ငါမိပါဘူးငါဒီလိုခေါ်ထားရတဲ့ငယ်ချင်းဟာပြီးတော့ငါဘယ်မှာထားမယ်ပြီးငါဘလို့ခေါ်လာမယ်ငါအခုလိုမျိုးနေရာလေးကိုငါမိနဲ့အဖေတွေ့သွားစေချင်တယ်ကွာသူတို့ရဲ့ဝမ်းသာပီတိလေးကိုငါကြည့်ချင်တယ်လို့သူပြောတဲ့အချိန်မှာကျွန်တော်ဝမ်းနေလာတယ်တဖြည်းဖြည်းနဲ့အော်ငါအဲ့လိုလှုပ်ချင်လိုက်တာလို့ဒါမှမဟုတ်ငါမင်းလိုမဖြစ်ဘူးလို့သူကျွန်တော်သူအဲ့လိုပြောပြချင်မှာသူပြန်အားနာသွားတယ်ကျွန်တော်ပြန်ပြောတဲ့စကားကလေငါလို့အဲ့လိုမဖြစ်တော့ဘူးကွာလို့ငါမေကငါခေါ်တော့မလာတော့ဘူး အရင်တော့ငါကကယ်ဒီဆွဲတယ်လို့ကျုံကကြမ်းမလှုပ်လှုပ်တယ်လူညာလှုပ်လဲလှုပ်တယ်ပေါ့ဒါမဲ့နေရမရခဲ့ဘူးအခုလို့တပိပိလေးပေါ့နော်ငါဟိုစားကျင်နေရလေးတွားကျင်နေရလေးတွေလှုပ်ကျင်နေရလေးငါလှုပ်ပိုင်ခွင့်ရပြီနေရလေးတခုရလာတဲ့အချိန်မှာငါ့မေကငါအခုလှုပ်ပေးစီတယ်ဆိုမလှုပ်ပေးနိုင်တော့အဖေကတော့ဆုံးသွားပြီကိုကိုပြစ်မှာဆုံးသွားတာဆိုတကယ်ကြီးမူးညိုလာတော့အားပေးဝင်းရတာပေါ့ဗျာအစိုးရတည်းကငါတို့ကဒီစကားထွက်မယ်ဆိုရလေ ။သူကအိမ်မှာတော့မနေတော့ဟိုတယ်မှာသွားနေတာကိုသတင်းကြားတယ်။ဟုတ်လား။ဘယ်လိုကြောက်လဲ။ဟမ်။ပူလို့နေမှာဗောဟိုတယ်မှာသွားပြီးဒီကားထွက်တော့မယ်ဆိုတော့အသားပြေအောင်လာပါလားမလို့။ဟုတ်တယ်သူ့ပြင်လေသူလာမယ်လို့လည်းသတင်း။ဟုတ်တယ်အဲ့အဲ့မှာဒီကသူ့ပြင်လေသူ့နေအဲ့မှာဟိုတယ်မှာထားတာ။ဟိုတယ်မှာထားတာ။ဟောထားပြီးတော့ဒီကိုလာမှာ။အားကြောင့်လို့ဟုတ်အဲ့တော့ကိုယ်တင်ယူတဲ့ဘလောက်ကြီးပုံကြီးရလဲအဲ့တော့မှပေါ်ပြီးတော့အမင်းနဲ့ပြေပေါ်ပြီးတော့ကိုယ်တက်နေပေါ့သူပြောပြတဲ့အချိန်မှာကျွန်တော်လုံးဝပီတိဖြစ်တယ်ကိုယ်ကြီးကတော့ အဲ့လိုလုံးချင်ပေမဲ့လည်းလုံးနိုင်စွာမရှိတော့ဘူးလေနော်ဟော तू ကတကယ်ဟိုစိတ်ထားလဲကောင်းတယ်သူ့ရဲ့စိတ်တက်ကလေးကလည်းကောင်းတယ်ဆိုတော့ကအဲ तू လုံးတဲ့အရာတိုင်းကအခုလိုမျိုးအောင်မြင်နေရလို့ထင်ပါတယ်ဗျဟုတ်ပါတယ်ကျန်းတော်တော်များတယ်ဟုတ်တယ်ကျန်းတော်များရလေ။အော်ရုပ်ရှင်ကိုင်းမှာခံများဖို့တော့မတွေ့ဘူး။ဟော PD ဖြစ်တာပေါ့။ဘာကြောကိုလည်းဒီလိုဖြစ်နေတယ်လေ။ကျွန်တော်က ကျွန်တော်ဆိုလို့ရှိရင်သူ့အမြဲတမ်းပြောတယ်ငါလည်းရိုက်ထားတယ်လို့စကားတွေအများကြီးပဲလို့လို့ရှိရင်ကားကြီးပဲရိုက်ထားတာရှိတယ်တကားမှထွက်မလာသေးဘူးလို့ငငယ်လေးရတဲ့ကားတော့ကုချိန်တိထွက်မလာသေးဘူးသူ့ရဲ့ကံတရားပေါ့နော်ကံကံကြီးဂျိုးပေါ့ကံလည်းဆိုင်တာပေါ့ဩလို့ငါတို့ရင်းလို့ငါရဲ့စကားငါအဲ့လိုရုပ်ရှင်ပိတ်ကိုင်းပေါ်မှာထိုင်ကြည့်ချင်လိုက်တာကွာလို့ခုငါတငယ်ချင်းရလို့ခဏလေးတည်းမှာအဲ့လိုအောင်မြင်သွားရတာမင်းမင်းရဲ့ပါဝါမင်းရဲ့ကုသိုလ်ကံလည်းမစိုးဘူးလို့အရန်ကိုဟိုမိတ္တဂုံယူတယ်လို့အဲ့တော့ကျွန်တော်တွေ့တိုင်းမြင်ရပြောတယ် မိဘဆိုတာကဘောနော်တက်ရှိဖရားပဲလေတက်ရှိဖရားဖြစ်တဲ့မိနေဖောက်လုံကျွေးပြုစုခြင်းကလည်းဖရားကိုဆွံ့လကတိုင်းတူတူပဲတက်ရှိဖရားကျွန်တော်တို့ပြောနေကြရှိပါတယ်ဟောငါဖရားကိုမရှိခိုးခြင်းနေတဲ့တက်ရှိထေရှားရှိတဲ့မိနေဖောက်ကိုရှိခိုးပြုစုခြင်းကလည်းဖရားကိုရှိခိုးရတူတူကအခုကတကယ်ချင်းလက်တွေ့အကောင့်တွေပေါ်နေတယ်လို့ပဲလေ तू ကရှိနေတဲ့အချိန်မှာကျွန်တော်ကဒါဆိုလို့ရှိရင်ဟိုတချို့ကျတော့တိတယ်မလုံနိုင်ဝေးတနေရရောက် ချိုးကြောက်လဲလုံးဝမသိတဲ့သူမိဘကိုမသိတဲ့သူရှိတယ်အဲ့တော့တကယ်ကြီးကလက်တွေ့တဲ့လက်တွေ့လဲကြင့်ကြံတယ်ကျွန်တော်ဆိုရင်ကျွန်တော်အမေကိုကျွန်တော်ပြင်းနေကျွနေပြီးအမေအမေကျွန်တော်နားမှာရှိတဲ့ခြင်းမာပြီးဆိုကြောင်းအမေကတိလက်ချင်ရာသက်ပံဝတ်သွားပြီလက်ချင်ရာသက်ပံဝတ်သွားတယ်အမေကိုကျွန်တော်ကကြောချင်လို့ရှိရင်ကျွန်တော်မှငွေကြီးလေးနဲ့ပဲလမ်းပြီးအမေရောတတ်တဲ့နေတော့ဒါကြောပါတယ်အဲ့အဲ့လိုပဲလမ်းကြောပါတယ်အဝေးမသွားနေတယ်ဟောကျွန်တော်ဆိုရင်အမေကိုအိတ်ခေါ်တာအမေဒါနဲ့ အမေသွားကျင်တဲ့နေရာလေးတွေအမေစားကျင်တဲ့လေးတွေလုတ်ပေးကျင်လို့တားကြည့်မှာခဏလောက်တလားလောက်ဖြစ်ဖြစ်လာနေပါဆိုအမေလုံးဝမနေဘူးမနေရမှကျွန်တော်ဖုန်းတရတငယ်ချင်းတငယ်ချင်းအဲ့ချိန်မှာကျွန်တော်အဲ့လိုငါမေကို surprise တက်တဲ့အနေနဲ့ငါမိဘကိုငါဒီလိုခေါ်ထားရတဲ့ငယ်ချင်းဟာပြီးတော့ငါဘယ်မှာထားမယ်ပြီးရင်ငါဘလို့ခေါ်လာမယ်ငါအခုလိုမျိုးနေရာလေးကိုငါအမိနဲ့အဖေတွေ့သွားစေချင်တယ်ကွာသူတို့ရဲ့ 1WD လေးကိုငါကြည့်ချင်တယ်လို့သူပြောတဲ့အချိန်မှာကျွန်တော်ဝမ်းနေလာတယ်ဖြစ်ဖြစ်နဲ့အော်ငါအဲ့လိုလှုပ်ချင်လိုက်တာလို့ဒါပေမဲ့ငါမင်းလိုမဖြစ်ဘူးလို့သူ ျွန်တော် तू အဲ့လိုပြောပြချင်မှ तू ပြန်အားနာွားတယ်ကျွန်တော်ပြန်ပြောတဲ့စကားကလေငါလို့အဲ့လိုမဖြစ်တော့ဘူးကွာလို့ငါမေကငါခေါ်တော့မလာတော့ဘူးအရင်တော့ငါကကယ်ဒီဆွဲတယ်လို့ကျွန်တော်ကြာမှလှုပ်လှုပ်တယ်လူညာလှုပ်လဲလှုပ်တယ်ပေါ့ဒါပေမဲ့နေရာမရခဲ့ဘူးအခုလို့တပိပိလေးပေါ့နော်ငါဟိုစားကျင်နေရာလေးသွားကျင်နေရာလေးတွေလှုပ်ကျင်နေရာလေးငါလှုပ်ပိုင်ခွင့်ရပြီနေရာလေးတစ်ခုရလာတဲ့အချိန်ကျမှငါမေကငါအခုလှုပ်ပေးစင်တယ်ဆိုတော့မလှုပ်ပေးနိုင်တော့အဖေကတော့ဆုံးသွားပြီကိုကိုပြစ်မှာဆုံးသွားတာဆိုတော့ မိကိုကျွန်တော်အဲ့လိုမျိုးပြောတယ်အမေကအာသူ့ကိုဒီလိုဒီလိုက်ရှင်ကျွန်တော်မှရှိတဲ့ပတ်စံလေးအမေကဒီမှာနေခဲ့တော့မယ်သူကျွန်တော်ငိုပြီးပေးခဲ့ရတာအဲ့လားလေးနဲ့အဲဟိုအမေဝတ်သွားချိန်မှာကျွန်တော်မျက်ရည်ကျအမေကမငိုနဲ့တဲ့ဒါကပို့ပြီးမုံမြတ်တယ်ပေါ့နော်ဘသူဘာပြောပြောပေါ့အမေအဲ့လိုပြောချိန်မှာဟာတကယ်ချင်းကပြောချိန်မှာအခုပြန်သတိရသွားတာပေါ့နော်အော်ငါတကယ်ချင်းဒီလိုလုပ်ပေးနိုင်တာသူ့အတွက်ကျွန်တော်ဂုံလဲဂုံယူတယ်ဝမ်းလဲဝမ်းတာတယ်ပြောမပြတတ်အောင်မဲခင်ဗျဟုတ်